โอเคဒီပိုင်းမှာတော့ကျွန်တော်တို့ဒါ color တွေထည့်ဖို့အတွက်အရင်ဆုံးအာ UV mapping ပေါ့နော် UV mapping လုပ်မယ် UV mapping အဓိကတော့အဲဘယ်လိုပြောရမလဲခုထားပါတော့အဝစားတစ်ထည့်ပေါ့နော်ကျွန်တော်တို့အဝစားတစ်ထည့်ဆိုရင်အဲ့ဒီအဝစားကိုချုပ်ဖို့အရင်ဆုံးချုပ်ဖို့အတွက်အဲဒါဒီဇိုင်းပေါ်ရတယ်ပေါ့နော်အဲ့ဒီဒီဇိုင်းပေါ်ပြီးတော့ဒါဟိုဆက်ချုပ်မယ်ဆိုရင်ပေါ့နော်ကျွန်တော်အဝစားကို ချိုချုပ်တော့မယ်ဆိုရင်ဒီခြေချမ်းနောက်ချမ်းပခုံးပေါ့နော် ပြင်လမောင်းတို့ပါတော့အဲဒီလိုမျိုးခွဲပြီးတော့မှကျွန်တော်ပြန်ပြီးအဲ့ဒါကိုချုပ်တာပေါ့နော်ချုပ်ရအခုလည်းအဲ့လိုပဲအဲ့လိုလုပ်ဖို့အတွက်ကျွန်တော်ခြေချမ်းဆိုခြေချမ်းဒီလိုမျိုးတတ်မှတ်တတ်မှတ်ပေးလိုက်မယ်ပြီးရင်နောက်ချမ်းပခုံးပေါ့နော်ပြီးရင်သူလမောင်းဆိုလမောင်းပေါ့အဲအဲ့ဒီဟာလေးသေချာလေးစဉ်းစားကြသူ့အပိုင်းနဲ့သူပေါ့နော်ထားပြီးတော့မှကျွန်တော်အဲ့ဒီပုံထပ်ပြီးတော့ကျွန်တော်တို့အင်ကြီးဆိုအင်ကြီးပေါ့ပေါ်တာပေါ့နော်ရင်းလုံး UB မပင်းရတော့ဒီလိုပေါ့သူ့အပိုင်းနဲ့သူဒီလိုမျိုးတီတီတဲ့ အဲအဲ့လိုမျိုးလေးလောက်တာပေါ့နော်အဓိကတော့ Okay အဲ့တော့ကျွန်တော်တို့ shading shading ပေါ့နော် shading ကိုသွားမယ်ဆိုတော့ကျွန်တော်ဒီမှာအဲအပေါ်မှာပေါ့နော်မပေါ်ဘူးတကယ်ဆိုရင်ကျွန်တော်ဒီ body ဘာမှအကုန်ပေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာသူတို့ကဖျောက်ထားတယ်ပေါ့အဲ့တော့ကျွန်တော်ဒီဒီအပေါင်းအပေါင်းလက္ခဏာလေးပေါ့နော်အဲအဲ့ဒီအရာလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီမှာရှိရပေါ့နော်ကျွန်တော် channel channel တဲမှာဆိုရင် animation ရောအကုန်လုံးဒီမှာရှိရပေါ့ ်โอเคဒီမှာအဲ့တော့ကျွန်တော်အခု shading ကိုသွားမယ် shading နှိပ်လိုက်မှာဆိုရင်โอเคသူက shading ဝင်သွားပြီကျွန်တော်ဒီမှာ shading နဲ့ပုံပေါ်နေပါတော့โอเคအဲ့တော့ကိုက material view point မှာပေါ့နော်ကျွန်တော်တို့ render view point ကိုကြည့်လိုက်မယ်โอเค render view point ကြည့်မှာဆိုရင်မှောင်မှောင်ကြီးဖြစ်နေပေါ့နော်ကျွန်တော်ပုံကတကယ်တော့ lighting ပေးမထားလို့ပေါ့နော်ပြီးတော့လည်းဒီမှာ noise တွေထားအဲ့တော့သူက cycle ရန်နာအင်ဂျင်ကဒီမှာ site ကေပေါ့နော်ကျွန်တော်ဒီဒီဘေးမှာဆိုရင်ဒီမှာ site ကေပေးထားတဲ့အတွက်ဒီမှာလည်း noise ထားပြီးတော့နည်းနည်းတော့လေးလေးခြင်းတယ်ပေါ့နော်ဒါ site site ကေက site ကေကတော့ရုပ်ထွက်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုပဲလေးတယ်အဲ့တော့ကျွန်တော် EV နဲ့ပဲ EV နဲ့ EV နဲ့ဆိုနေလို့တော့ Okay ဒါတော့အဲ့ဒါကိုကျွန်တော်တို့ color မှန်အောင်ဆိုတော့ lighting လေးပါလေးပေးရအောင် အဲ့တော့ဒီကောင်ကို radius ကို2.5လောက်ချလိုက် okay 2.5တော့ကြီးပဲ1ဆိုရင်တော့ okay 1လောက်ဆိုရင်တော့ so ပြင်ဒီကောင်50လောက်ပေးလိုက်ပြန်ရှင်းဒီနေပါတော့ရှင်းဒီနေပဲွာပြီးတော့ရှင်းရောနောက်ပါ okay အဲဒီအလင်းလောက်ဆိုရင်တော့ okay ဒီဒါမှမဟုတ်ဒီအပေါ်မှာခေါင်းပုံတစ်လုံးတော့တင်လိုက်ပြီโอเคจ้ะนะอ่ะส่วนนี้เราเอ่อเฉดินแท้ปุ๊เนาะเราคาลาแท้ปุ๊เนี่ยชินๆนี่ๆๆဖြစ်ตัว okay အဲ့တော့ကျွန်တော်ဒီမှာအရှိတင်းနဲ့ဝင်လိုက်မယ်ဆိုရင်ဒီမှာအဲဒီမှာအပိုင်း၄ဘိုင်းတော့ခွဲထားပါဘောနော်ကျွန်တော်ဒီမှာဒီမှာဆိုရင်သူက note တွေနဲ့သုံးဖို့အတွက်ဒီမှာဒီမှာ shading ပေါ့နော် shade editor ပေါ်တယ်ပြီးရင်ဒီမှာ image editor ပေါ့နော် ပြီးရင်ကျွန်တော်ဒီမှာတော့ file ပေါ့နော်ကျွန်တော်ဒီမှာ file manager okay အဲတော့ဒီမှာ UV editor ပေါ့ UV editor ကိုရွှေ့လိုက်မယ်ကျွန်တော်ဒီမှာကြည့်ရမယ်ဟာပေါ့နော်ပြီးရင် အရင်ဆုံးအင်ကြီးပေါ့နော်အင်ကြီးရွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအင်ကြီးကသူ့အပိုင်းအပိုင်းနေနေသူဒီမှာခွဲခွဲတာခွဲတခါလေးဝင်သွားပြီပေါ့နော်ကျွန်တော်နှိပ်လိုက်တာ ਨੇ Okay အဲ့ဒါဒီလိုမျိုးအပိုင်းအပိုင်းနေနေဘာလို့ဝင်သွားလဲဆိုရင်ကျွန်တော်တို့ဒီမှာ maxing ပေးခဲလိုက်တာပေါ့နော်ကျွန်တော် maxing ပေးခဲလိုက်တဲ့အတွက်အခုလိုမျိုးသူကအပိုင်းအပိုင်း Okay အဲ့တော့ဒီကလေးမြင်သာတော့အောင်လို့ ။နောက်ဒီကောင် edit မှုပြောင်းလိုက်မယ်။ edit မှုပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာလေဘင်းလေဘင်းမှာဆိုရင်ဒီမှာလေဘင်းမှာပေါ့နော်။ကျွန်တော်ဒီအပိုင်းလေးအဲဒီမှာထားခဲ့တယ်။ပြီးရင်နောက်လမောင်းဆိုလေလမောင်းပေါ့နော်။ okay ဒီမှာအပိုင်းပိုင်းလေးခွဲပြီးထားခဲ့။ okay အဲဒီမှာဒါတော့အဲဒီမှာဒီ နောက်ဒီမှာ masking ကမစင်ဒီတခုနဲ့တခုအဲဒီဒီလိုပါနော်အဲ့ဒီအချားပါနော်ဒီမှာဆိုရင်အဲ okay နောက်ဒီမှာဆိုရင်ဘယ်လိုပြောမလဲဆိုတော့ okay ဒီဒီအားပါနော်အဲ okay object မူပြန်ပြောင်းလိုက်ပြန်ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်ဒီခုနကတော့ပေးခဲ့တဲ့ဟာဒီ masking တက်မှတ်လိုက်တဲ့ဒီမှာဒီမှာဒါဆိုရင်လမောင်းနေပါနော်အဲဒါလမောင်းလမောင်းကိုကျွန်တော်ခုနကဒီမှာ โอเคအဲတော့ဒီထိတ်ကပြီးတော့ဒီထိပေါ့နော်အမ်ဒီဒီဒီကပြီးတော့ဒီထိအတော်အတွင်းโอเคအဲ့ဒါကိုကျွန်တော် face selection ပြပြီးတော့ဒီမှာထောက်ပြီးတော့ keyboard ကနှိပ်လိုက်တာ ਨੇ auto select ဝင်ပါပြီပေါ့နော် select ဝင်သွားရင်โอเคတူကဒီမှာဒီလိုမျိုးကြီးဖြန့်ချလိုက်ပေါ့နော်နောက်တကယ်ဆိုဒီမှာ 3D ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒါဒါ 3D 3D ဒီဥမာတူကဒီမှာ UV map ပြမှာပြောရရင်ကျွန်တော်ကခုန ကျွန်တော်ဥပမာနဲ့ဆိုရင်ကျွန်တော်အင်ကြီးချုပ်တယ်ပေါ့အင်ကြီးချုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီလက်မောင်းပေါ့နော်လက်မောင်းအစီကိုဒီလိုမျိုးဝိုင်းလိုက်တာပေါ့တကယ်ဆိုအဲ့ဒီဟာကိုမချုပ်ခင်ဒီလိုဖြန့်လိုက်မှဆိုရင်ဒီလိုအပြန်ကြီးပေါ့နော်โอเคဒီမှာ UV map UV map ပဲမှာဒီဒီလိုအပြန်လိုက်ကြီးပေါ့နော်အဲအမအဲ့လိုပုံစံပေါ့သူက UV map ပဲအဲ့ဒီလိုဖြန့်လိုက်တဲ့ပုံစံโอเคဒီပြီးရင်ဒီကောင်ပေါ့နော်ဒီကောင်ဆိုလေโอเคဒီမှာသူကအဲကျွန်တော်ခုန11 box 11 box ကို maxin ပေးခဲ့လိုက်တာဆိုတော့ အဓိဟာကိုခြံပြီးတော့ကျွန်တော်တို့အခြားအပိုင်းပါနော်ဒီဟာကိုဒီလိုမျိုးဖြန့်ချလိုက်တာအဲဒီလိုမျိုးဖြန့်ချလိုက်တာဖြန့်ချလိုက်တော့ဒီမှာဒီလိုပုံစံပါနော်ပြီးရင်နောက်ဒီအောက်မှာလည်းကျွန်တော်ဒီမှာမစင်ပေးခဲ့တာဆိုတော့ဒီဟာကိုโอเคပေးမှာဆိုရင်အဲသူကပုံစံဒီမှာဒီတိုင်းပါနော်โอเคပြီးရင်ဒါရှိမယ်โอเคဒီမှာဆိုရင်ဒါ11ပေါ့နော်11ပြီးရင်နောက်ဒီမှာဆိုရင်လည်း အဲဒီမှာလက်ပင်သူကျွန်တော်ကျွန်တော်ကမက်ဆေ့တခါလေးပေးခဲ့လိုက်တာပေါ့နော်အဲတော့သူကျွန်တော်တို့ okay object move ပြန်ပြောင်းလိုက်ပြန်ပြောင်းလိုက်ပြီကျွန်တော် UP မှာ okay ဒီမှာတခါလေးပြီးသွားပြီပေါ့နော်ကျွန်တော်တို့ okay အဲဆိုရင်ကျွန်တော်ဘောင်းမီရောက်သွားကြည့်လိုက် okay ဘောင်းမီမှာကြာတော့ကျွန်တော်ဒီမှာအကုန်လုံးဒီတိုင်းပေါ့နော်ဖြန့်ပေးထားတယ်အဲတော့ edit move ပြောင်းပြီးတော့ okay ကျွန်တော်ဒီမှာ တော့ maxin မပေးခဲ့တာပေါ့မပေးခဲ့တော့သူကโอเคပေါင်းပြီကိုအာရှိတဲ့အတိုင်းပေါ့နော်ကြော်ဒါဆိုရင်အဲဘယ်လိုပြောဒီအောက်ကဒီကောင်ဆိုရင်ဒါဘောင်းပြီအောက်ကအပေါက်ဖြစ်ဖို့များတယ်ဒါအပေါက်ဒီအပေါက်အပေါက်ကမှဒီလိုမျိုးကြီးဖြန့်ချလိုက်တော့ဒီလိုဟာကိုလုံးဝဖြန့်ချလိုက်တဲ့ပုံစံမျိုးဒီမှာပေါ်လာပေါ့နော်အဲတော့အဲ့ဒါကိုကျွန်တော်တို့အတိတ်အပိုင်း sorry အပိုင်းအပိုင်းတွေခွဲမယ်နော်အပိုင်းအပိုင်းတွေခွဲပြီးတော့ဘာဖြစ်လို့အပိုင်းတွေခွဲမှလဲဆိုတော့ကျွန်တော်တို့ကတော့ကာလာထည့်တဲ့အချိန်ကျရင်သူ့အပိုင်းလေးနဲ့သူ့ပေါ့နော်ထားပါတော့ကျွန်တော်ဒီအင်ကြီးကအင်ကြီးကအင်ကြီးထားပါတော့အင်ကြီးကိုထည့်မယ်ဆိုရင်အင်ကြီးကကျွန်တော်တို့ဒီကိုလုံးကဒီပုံစံပေါ့နော်ကိုလုံးကကိုတဲ့ဟိုတခြားပုံစံတစ်မျိုးပြီးရင်ကျွန်တော်ဒီလက်မောင်းပေါ့နော်ကျွန်တော်လက်မောင်းထည့်မယ်ဆိုလက်မောင်းရဲ့ဒီ နာပုံစံလေးကတမျိုးပေါ့နော်အဲ့လိုမျိုးမတူပေါ့နော်တကယ်ဆိုရင်အကုန်လုံးထည့်ချလိုက်ရှင်သူကလည်းသူတပြေးတည်းဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့အကြီးဆွထားသလိုဖြစ်တယ်အဲ့တော့သူ့ပိုင်းလေးကသူဒီလိုမျိုးဖြစ်အောင်ဆိုပြီးတော့ဒါကတသက်စီအဲ့လိုမျိုးခွဲချင်တော့နော်โอเคအဲ့တော့ဘောင်းမီဆိုလည်းဒီလိုပဲသူနှခမ်းဆိုလည်းနှခမ်းတသက်ပေါ့နော်အဲ့အဲ့လိုမျိုးလေးဒီအဲ့တော့သူကျွန်တော်အပိုင်းပိုင်းလေးခွဲလိုက်မယ်မဆင်းလောက်လိုက်မယ်ပေါ့နော်โอเคဘောင်းမီကိုခြေချမ်းနောက်ချမ်းခွဲမယ် โอเคဘောင်းမီရွှေစမ်းနောက်ချမ်းခွင်းမယ်ပြီးရင်ဒီနှခမ်းလေးတွေတိတက်ခွင်းပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ set division ပေးထားတော့ကျွန်တော်ဒီ line လေးတွေပြောက်နော်အဲ့တော့ set division ကိုခဏပိတ်လိုက်ပေါ့နော်အဲ့တော့ကျွန်တော် key edit move ပေါ့နော်ကျွန်တော်ဒီ edit move ပြန်ပြောင်းလိုက်ပြောင်းပြီးတော့ okay ဒီမှာ border ဖြီးပေါ့နော် border ဖြီးပြီးတော့နှိပ်လိုက်မှာဆိုရင် oscillation 1 1 okay ပြီးရင် ဒီပချံဟောပဲဒီကောင်ကဘယ်ထဲကိုမြောက်လဲโอเคတမောအဲ့ဒါကို control e ပေါ့ဆိုတော့ masking လုပ်လိုက်မယ်โอเคပြီးရင်ဒီနှခမ်းပေါ့နော်ဒီနှခမ်းလေးရှိโอเคဒီ boundary ဆိုလဲတကယ်ဆိုကျွန်တော်တို့ mirror လောက်ခက်လို့ရတယ်ပေါ့နော်အဲ mirror လောက်ခက်မယ်ဆိုရင်ဒါတစ်ဖက်ကိုလောက်တိုင်းတစ်ဖက်က auto ပေါ့နော်ဒါမဲ့ ဟိုမှာ okay control e massing ပေါ့နော်အဲ key အဲ့ဆိုရင်ဒီနှခမ်းတက်တက်ကျွန်တော်ဒီပေါင်းမီကိုခြေချမ်းနောက်ချမ်းပေါ့နော်ပြီးရင် key ပြီးကျွန်တော် keyboard ကနေ select ပေါ့နော်အဲ select ကိုနှိပ်လိုက်မယ်ဆိုရင်သူ့တစ်ခုလည်းဒါခွဲထုတ်လိုက်ဘာဖြစ်လဲဆိုတော့ဒါတီးတန်းသူ့မြင်ချင်းလို့ပေါ့နော်ကျွန်တော်ခုနဆိုအင်ကြီးဖုံးတာဆိုတော့ကျွန်တော်လိုက်ချနေရတယ်အဲတော့တီးတန်းသူ့ကိုခွဲထုတ်လိုက်ပြီးရင်ကျွန်တော်ဒီပေါင်းမီဒါတေချိုးပေါ့နော်အပေါ်ပိုင်း okay တောင်တက်တက်ကျွန်တော်ဖွင့်မယ်ဒါတော့သူ့ကိုလည်း control e ပေါ့နော်ဆိုတော့ mask ပေးလိုက်မယ် okay ပြီးရင်ဒီလာပေါ့နော်အဲဒီလာရှိ control e mask ပေါ့နော်ဟွန်းအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာအဲ object move ပြောင်းလိုက်တာဒီမှာသူကခွဲလိုက်ပြီပေါ့နော်ကျွန်တော်ဒီမှာခွဲလိုက်ပြီ okay ဒီမှာသူ့အပိုင်းနဲ့သူဖြတ်သွားတယ် ဲ့တော့ကျွန်တော်တို့ keyboard ကနေ select ပြန်ထည့်လိုက်မယ်ဆိုရင် okay အဲဒီတိုင်းပြောဆိုရင်ဒီအန် okay ဒီမှာဘောင်းမီယာဒီကျွန်တော်တို့ UV editor မှာပေါ့နော်ကျွန်တော် UV editor မှာဒီမှာဒီလိုပုံစံပေါ်သွားပြီ okay ဒီမှာအဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်တို့အဲဒါဟိုအလုပ်မယ်ပေါ့နော်ရှိတ်ခြင်းပေါ့နော်ရှိတ်ခြင်းပေးမယ်အဲ့တော့ဘောင်းမီ new ပေးလိုက်မယ် okay ပြီးရင်ကျွန်တော်ဒီမှာဘောနော medical ရဲ့မှာကျွန်တော်ဒီမှာဝင်သွားပြီဘောနော်အဲ့တော့ကျွန်တော်ဟင်းပြီးနောက်တစ်ခုအဲနောက်တစ်ခုကတို့ဒါ face selection ယူလိုက်ဘောနော်ဒီက face selection keyboard ကဆိုလေ3ဘောနော် okay ပြီးရင်အဲ့ဒါကို keyboard က and နှိပ်လိုက် and and နှိပ်လိုက်တယ်ဆိုရင် okay တော်ဒီမှာ โอเคဒါဘာလို့ဒီလိုမျိုးဝင်လာလဲဒါโอเคတကယ်ဆိုရင်ကျွန်တော်ဒီမှာ masking လောက်ခဲ့တယ်ဆိုရင်ဒါတော့ဒီပေါ်ပေါ့နော်ဒီပေါ်ထောက်ပြီးတော့ကျွန်တော် keyboard ကနေ and ကိုနှိပ်လိုက်တာနဲ့ဒါ masking လောက်ထားတဲ့အပိုင်းကိုပဲသူကလုံးဝ oscillation မှတ်လိုက်တာပေါ့နော်အားကိုမကြော်ဘူးပေါ့နော်ဒါမှမဟုတ်ဒီမှာကျွန်တော်ဒီမှာဒီခြားထဲမှာဒီ masking ပေးထားပြင်မဲ့ဆိုတော့ဒီဘက်ကိုဘာလို့ ကျော်သွားလေဆိုရင်ဒါမလုံလို့ပေါ့နော်ဒီထက်မှကျွန်တော်မလုံလို့မလုံလို့ဆိုတော့ဘယ်နဲ့မှဒီမဆင်းကိုလွတ်သွားတယ်တော့မသိအဲတော့တစ်ချက်ကြည့်ကြည့်လိုက်โอเคဒီတိုင်းတကယ်ဆိုဒီတိုင်းထားလဲရတယ်ဗောနော်ဒီတိုင်းထားလဲရတယ်အဲ့ဒါဟိုမှာဒီလိုအချမ်းတချမ်းချင်းစီအရှိချမ်းနောက်ချမ်းဒါခွဲခြင်းလို့ဗောနော်တကယ်ဆိုရင်ဒါမဲ့ဒီမှာ โอเคဒီမှာไลท์တော့ရှာမှာပေါ့เนาะဒီမှာဘယ်နေဒီကြားထဲမှာပဲနေမယ်ဒါမလုံဖြစ်သွားတဲ့နေသားလွတ်သွားတာပေါ့เนาะလွတ်သွားဆိုတော့ masking ကိုโอเค masking ကိုကျွန်တော်တို့ပေးလိုက်တယ်ပေါ့เนาะပေးလိုက်တာကိုအဲဒီလိုပေါ့เนาะကြားထဲမှာတစ်ခုအဲအဲ့လိုမျိုးလွတ်သွားတာပေါ့เนาะအဲအဲ့လိုဒီဒီကနေโอเคဒီကနေဒီဒီလိုကြီးမှတ်လိုက်ပြီမြန်ဒီကြားထဲမှာဒီလိုတစ်ခုလွတ်သွားတယ်ဆိုတော့ကျွန်တော်တို့အဲဒီက oscillation ပေးတဲ့ခါကျအကုန်လုံးအဲ့ဒါ ဟိုဘက်ဟိုဘက်ချမ်းပါတကပါသွားပါနော်โอเคပေးထားပါတော့အဲ့တော့ဒီဟာကိုဒီဘက်တချမ်းကိုဒီဘက်တချမ်းကိုကျွန်တော်ကာလာတစ်ခုပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ဒီမှာအင်းထားအောင်ဒီအနက်ရောင်မှာထားပါတော့နော်โอเคမြင်သာအောင်တော့အစိမ်းပေါ့နော်အစိမ်းလေးလှုပ်လိုက်မြင်သာအောင်စိမ်းလေးလှုပ်ပြီးရောပြီးရင်ကျွန်တော်အခု select ချင်းမှတ်ထားတဲ့ area ပေါ့နော်အဲ့ဒီ area ကို assign လုပ်လိုက်မယ် assign လုပ်ရမယ်ဆိုရင်ကျွန်တော်တို့ခုနကတော့ color အစိမ့်ထည့်ထားတဲ့ဟာဒါဝင်သွားပြီပေါ့နော်အဲဒါဆိုရင်ကျွန်တော်ဒီမှာဒီဘက်တစ်ချမ်းပေါ့နော် okay ပြီးရင်ဒီဘက်တစ်ချမ်းဒီဘက်တစ်ချမ်းလည်းဒီလိုပဲ keyboard ကနေအဲ့ဒါကိုနှိပ်လိုက်တာနဲ့ oscillation ကဝင်သွားပြီဝင်သွားပြီးတော့ကျွန်တော်တို့နောက် color တစ်ခုပေးမယ် okay နောက် new ဒီကနေဟောတော့ဒီကလေးပါနော် အဲ့ဒါကို assign လုပ်လိုက် okay ပြီးဒီကောင်ပေါ့နော်ဒီကောင်လည်းကျွန်တော်တို့ပြီးသူ့ပေါ့နော်ဒီနှစ်ခုကအဲဒီနှစ်ခုကအတူတူပဲပေါ့နော်ဒီနှစ်ခုကပုံစံအတူတူထည့်မယ်ဆိုတော့ပုံစံအတူထည့်မှာဆိုတော့သူ့ကိုအဲဒီကောင် စိုင်းထားပါတော့အပြာရောဒါဒီအောင်ခဏတည်းမှာအစိုင်းလဲလိုက်โอเคအဲပြီးရင်ကျွန်တော်တို့ဒီအပေါ်ပိုင်းပေါ့နော်သေးရပြင်းโอเคโอเคဒီမှာသေးရပြင်းရလဲခုနဒါတစ်ခါတည်းဝင်သွားပါနော်ကျွန်တော်အပြာအဲ့ဒါတော့သေးရပြင်းကိုဒီတက်တစ်ခုတက်တက်ပေးလိုက်အဲဒီမှာဒီအားတော့ကျွန်တော်တို့မဆင်ရဘူးဒါဒီမှာလှုပ်ထားရတဲ့အတွက်သူကသူ့အချမ်းအချမ်းလိုက်ဒီလိုဖြစ်အဲ့တော့သူ့လေဒါကြတစ်ခုတစ်ခုတည်းပေါ့နော်ဒီအားကြတော့ โอเคဒီလိုလေဒီမှာကျွန်တော် massing ဒီလိုမျိုးခွဲခဲ့တာဆိုတော့တခါလေသူကဒီမှာအပိုင်းအပိုင်းရေးနေဒီလိုမျိုးလေးဖြစ်နေโอเคအဲ့ဒါဖြောက်လိုက်လေရရပါတော့ဖြောက်လိုက်လေဆိုလေဒါတစ်ခုလုံးကြီးဒီလိုမျိုးအခြေလိုက်ကြီးဖြစ်သွားပါပေါ့နော်โอเคเอออะไรอ่ะโอ้ကျွန်တော်တက်တက်နောက်ကာလာတစ်ခုပြလိုက်โอเคထားပါတော့ဒါအဖြူရောင်းပေါ့နော်အဖြူရောင်းမထားပါ ကပြီးဒါဆိုရင် Okay ဒီမှာလဲဆိုလဲနောက်ဒီမှာတူရတယ်သူတော့အပိုင်းအပိုင်းလေးခွဲပြထားရပါတော့နော် Okay အင်းကြီးအင်းကြီးလဲပါနော်အင်းကြီးအင်းကြီးကိုလဲအဲ့လိုပဲကျွန်တော် new new ဒီမှာနှိပ်လိုက်ဒီကနှိပ်လိုက်တာနဲ့ဒီမှာပါတစ်ခါလေးဝင်သွားရပါတော့ကျွန်တော်ဒီပေးပါ Okay ပြီးရင်ကျွန်တော်အင်းကြီးကအဲလမောင်း ကော်လံပေါ့နော်ဆိုတော့၃ခုလောက်ပေါ့နော်โอเค၃ခုလောက်ဆိုတော့ edit mode ပြောင်းလိုက် face selection ရွေးထားလိုက်ပေါ့နော်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ပြောရလဲဆိုတော့ကျွန်တော်ဒီမှာခုန shortcut ပေါ်လာတာ shortcut ကပျောက်သွားပျောက်သွားပြီဆိုတော့ကျွန်တော်ကျွန်တော်တချို့မသိလိုက်မှာဆိုလို့ပေါ့နော်โอเคအဲ့တော့ဒီတစ်ခုလုံးကြီးကြတော့ဒီတစ်ခုလုံးကြီးကြတော့တစ်ခုပေါ့နော်တသက်တစ်ခုအဲ့တော့ โอเคငောင်းလေးပြေးထားလိုက်မယ်ပြီးရင်အဲပြီးရင်ဒီကောင်ပေါ့နော်ဒီကောင်ကြတော့ရောင်ရတတတရားပေါ့နော်ဆန်ပြီးရင်နောက်ဒီကလေးပေါ့နော်ဒီကလေးရှိအောင်โอเคအဲကြတော့သူကကြတော့โอเคတမချပါတော့ပြီးရင်နောက်ဒီလမောင်းပေါ့နော် keyboard ကနေ and ပေါ့နော်အဲနှိပ်လိုက်အဲနှိပ်လိုက်တာနဲ့ oscillate ရှင်ဝင်သွားအောင်ဘာဖြစ်လဲဆိုတော့ masking ပေးထားလို့ပေါ့နော်ခြေဒါရပြီးပြင်ဒီဟာဒီ lemon oh sorry ဒီ lemon နှစ်ခုကပုံပုံစံအတူတူပဲပေါ့နော်ကျွန်တော်ပုံထဲမဲ့ပုံစံအတူတူပဲဆိုတော့နှစ်ခုစလုံးရောပြီးတော့တစ်ခုဒီတန်းတစ်ခုပေးလိုက်မယ်ရောင်တစ်ခုပေါ့နော်โอเคပြီးရင်ဒီ output ပေါ့နော် ီကောင်ကတော့အဲဒီရပါနော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ရပြီပါနော်အဲတော့အဲ့ဒါကိုကျွန်တော်တို့လိုချင်တဲ့အင်းပုံစံလေးတွေထည့်မယ်ပါနော်โอเคเอ่อဒီတိုင်းဆိုရင်ဒါကလာထည့်ပွားပေါ့เนาะโอเคဒီတိုင်းဆိုရင်တော့မှဒါဘာပြော ဒီလိုမျိုးဒီလောက်ဒီလောက်ထိကာလာကိုလုံနိုင်ပါပြီပေါ့နော်အဲ့ဒါအောင်မှာထပ်ပြီးတော့ဒီဒီကြအောင်ဆိုဒီတိုင်းဆိုလည်းဒါဘာပြောရတယ်ပေါ့နော်အဲ့ဒါအောင်မှာထပ်ပြီးတော့ဒီဒီကြအောင်ထပ်ပြီးတော့ကျွန်တော်ခြိသားပုံစံလေးနော်ကာလာလေးအယုတ်တွေပေါ့နော်အဲ့လိုမျိုးတွေထပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့မှာဒီတိုင်းလည်းဒါအဆင်ပြေသွားလို့ပြောလို့ရတယ်အဲဒီလောက်ကလေးဆိုလည်းဒါဘာပြောကိုလုံနိုင်သွားပြီပေါ့နော်โอเคအဲ့တော့အဲ့တော့ထပ်ပြီးတော့ဒီဒီကြအောင်နောက်ပိုင်းမှာထပ်ပြီးတော့လုံပေါ့နော် Okay.